ောင်းကျင်လင်စိတ်ဓာတ်ကိုပြင်တဲ့ကိုယ်စိတ်ဓာတ်ကိုပြင်ရမယ်စိတ်ဓာတ်ပြင်ရမယ်ဘာတွေပြင်ရမလဲကံကောင်းတဲ့ဆိုတာဘာလဲကိုယ်တဏ္ဍမှာကောင်းတဲ့ကံဆိုတာဟာကောင်းရွချမ်းသာပေးမှကံကောင်းတယ်လို့ခေါ်တာလေကံဆိုတာနှမျိုးပဲရှိတယ်ကုသိုလ်ကံနဲ့အကုသိုလ်ကံကုသိုလ်ကံဆိုတာ ကောင်းတဲ့အပြစ်ကင်းပြီးကောင်းရုပ်ချမ်းသာတွေကိုပေးတာကိုကုသကံလို့ခေါ်ပြီးတော့အကုသကံကြတော့အပြစ်ရှိပြီးတော့ဆင်းရဲတဲ့အကျိုးကိုပေးတာကိုအကုသကံလို့ခေါ်တယ်။အဲ့တော့ကံကောင်းဆိုတာကုသကံကိုပြောပြီးကံဆိုးဆိုတာအကုသကံကိုပြောတယ်။နော်။လောကလူတွေကကံဆိုးကံကောင်းကိုကုသအကုသကံမပြောဘဲနဲ့ထိပေါက်ရင်လည်းကံကောင်းတယ်ဆို။ စီပါဥစ္စာတက်လိုက်ရင်လည်းကံကောင်းတယ်လို့ထင်အဲ့ဒါတကယ်ကတော့ကံရဲ့အကျိုးသာလင်းဖြစ်တယ်ကံကောင်းတာမဟုတ်သေးဘူးเนาะ